အခန်းလေးဇွန်ဇူးနဲ့မက်ခီယာဘဲလီစီကနေဘာတွေသင်ယူနိုင်မလဲဇွန်ဇူးရောမက်ခီယာဘဲလီရောရဲ့အယူဆအားလုံးကပါဝါနဲ့ပတ်သက်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်သူတို့ဟာကွဲပြားတဲ့နေလန်းတွေနဲ့မတူညီတဲ့နေရာတွေမှာအာယုံစူးစိုက်ကြပေမဲ့သူတို့နှစ်ယောက်လုံးရဲ့အယူဆတွေကပါဝါရရှိခြင်းပါဝါကိုထိန်းသိမ်းခြင်းနဲ့အတုံးချခြင်းအပေါ်မှာအခြေခံပါတယ်ခေါင်းဆောင်တစ်ယောက်အနေနဲ့ပါဝါဆိုတာ လက်တွေ့ကျင့်သုံးနိုင်မဲ့အလုပ်ဖြစ်မဲ့အယူအဆဖြစ်ပြောင်းဖို့နားလည်ရခက်ခဲတဲ့စိတ်ကူးရင်သက်သက်တွေးရလို့ဖြစ်နိုင်ပါတယ်။စစ်တိုက်ခြင်းအမှုပညာနဲ့မင်းသားစာအုပ်နှုတ်လုံးမှာလက်တွေ့အသုံးချနိုင်မဲ့အယူအဆနှစ်ခုအဖြစ်အဓိကပါဝင်နေတာကလှည့်စားခြင်းနဲ့သဘောထားအမြင်အယူအဆဖြစ်ပါတယ်။ဒီအခန်းမှာခေါင်းဆောင်ဖြစ်သူတွေအခြေအနေအမျိုးမျိုးမှာတည်တာထင်ရှားတဲ့အာသာချက်ဖန်တီးယူဖို့အတွက်လှည့်စားခြင်းကိုမဟာဗျူဟာကြကြဘလို့အသုံးချနိုင်တယ်ဆိုတာဖော်ပြသွားပါမယ်။ သဘောထားအမြင်ကိုထိန်းချုပ်နိုင်ခြင်းလွန်မှုချဲ့လည်နိုင်ခြင်းတို့ကဩဇာကြီးမားတဲ့ခေါင်းဆောင်မှုမှာအရေးကြီးတဲ့အစိတ်ပိုင်းဖြစ်နေပုံကိုလည်းဒီအခန်းမှာဖော်ပြသွားပါမယ်။ဇွန်ဇူး၏လှည့်စားခြင်းကိုဝမ်းမံပြင်ဆင်၍လက်တွေ့အသုံးချခြင်းဇွန်ဇူးပြောခဲ့တဲ့စစ်တိုက်ခြင်းအမှုပညာရဲ့လှည့်စားခြင်းနီးလန်းတချို့နဲ့ဒီနေ့ခေတ်မှာဒီနီးလန်းတွေကိုဘလို့အဓိပ္ပာယ်ဖွင့်ဆိုနိုင်လဲဘလို့နားလည်နိုင်လဲဆိုတာကိုလေ့လာကြည့်ရအောင်။ထိုးစစ်ဆင်နိုင်တဲ့အချိန်မှာထိုးစစ်ဆင်နိုင်စွာမရှိသလိုနေပါဆိုတာ ဂျွန်ဇူရဲ့စစ်တိုက်ခြင်းအမှုပညာမှာအကျော်ကြားဆုံးစကားတစ်ခုဖြစ်ပါတယ်။ထိုစစ်စင်တိုက်ခိုက်ခြင်းဆိုတဲ့အယူအဆကိုကျွန်တော်တို့တက်ကြွထက်သန်ခြင်းဒါမှမဟုတ်ရင်းနှီးဖော်ရွေ့ခြင်းအပြုမှုဆိုတဲ့သဘောထားတွေနဲ့အတုံးချလို့ရပါတယ်။ထိုစစ်စင်ခြင်းအစီအစဉ်ဆိုတဲ့စကားရစ်ကိုစဉ်းစားကြည့်ပါ။ဒီစကားစုရဲ့အတိတ်ပဲကအကျန်းဖတ်ဖို့လိုအပ်တယ်လို့မဆိုလိုပါဘူး။ဒီတိုက်ခိုက်ခြင်းရဲ့အတိတ်ပဲဖွင့်ဆိုချက်အစ်စ်ကိုစိတ်ထဲမှာမှတ်သားထားပြီးဂျွန်ဇူရဲ့အကျော်ကြားဆုံးစကားရစ်မှာကျွန်တော်တို့အတုံးချနိုင်တဲ့ဘလို့နည်းလမ်းတွေရှိမလဲ။ ပုံကိုရိုက်တိုက်ခတ်ခြင်းတိုက်ခိုက်ဖို့အစွမ်းစားမရှိသလိုနေပါဆိုတဲ့စကားစုကိုအဓိကအသုံးချရမယ့်နေရာတွေကပုံကိုရိုက်ဆိုင်ရာလုပ်ငန်းခွင်နဲ့စီးပွားရေးဆိုင်ရာအဝန်အဝိုင်းထဲမှာရှိပါတယ်စီးပွားရေးလုပ်ငန်းခွင်အတော်များများမှာလူတိုင်းလူချင်းကြပြီးလူတိုင်းအသေးအံကြိုးစားကြတဲ့ယာဒူးတိုးမြင့်ခြင်းအစီအစဉ်တွေရှိနေပါတယ်ဒါကပဲရုံတွင်းအပြိုင်ဆိုင်တွေစတင်ရနေရပါစေဝန်စားကြလုံးဝမရှိတဲ့လုပ်ငန်းခွင်မှာတော့မှအပြိုင်အဆိုင်ဆက်လက်အမျိုးမျိုးရှိတတ်ပါတယ်။ဒီနေ့ခေတ်သစ်လုပ်ငန်းခွင်မှာ လုံလုံဖို့သူတိုင်းတယောက်နဲ့တယောက်အပြိုင်ဆန်ချေထိုးတာနေရလူတာကိုပြိုင်ဘက်တွေထက်တားရဲဆိုတာကိုမိမျိုးစုံနဲ့ပြသတာတွေကိုတွေ့ကြုံမှုချမ်းပါပါသင်သိပါသလားအထီရောက်ဆုံးနီလန်းကတော့သင်တိုက်ဆစ်ဆင်နေတာကိုဘသူ့ဘုံမှမသိစေတဲ့နေပဲဖြစ်ပါတယ်သင်ကရာထူးထိုးဖို့အတွက်ကြိုးစားနေရဆိုရင်အတက်နိုင်ဆုံးပြုတ်ဝတ်ထားပါသင်ကိုစိန်ခေါ်သူဒါမှမဟုတ်ချင်းချောက်မှုတစ်ခုလို့မမြင်ရင်သင်ကိုပြန်ဆိုင်မှုမြင်ဝင်တဲ့ကနေဖယ်ထုတ်ထားကြပါလိမ့်မယ်သင်ကတစုံတစ်ယောက်ရဲ့ရာထူးနေရာကိုပြင့်မှတ်ထားနေပြုတ်ဝတ်ထားပါ တို့ကတင့်ရဲ့တိုက်စစ်ကိုမမြင်နိုင်ကြတဲ့အတွက်တကယ်လို့အချိန်ကျလာပြီဆိုရင်တင့်ရဲ့ရည်ရွယ်ချက်တွေကိုတားဆီးဖို့တို့ကိုယ်တို့ကောင်းဝင်နိုင်တော့မှမဟုတ်ပါဘူး။တင့်ရဲ့ပြစ်မှတ်ကိုတိုက်ခိုက်ဖို့အတွက်တင့်ရဲ့ရည်ရွယ်ချက်ကိုဖုံးဝဲထားခြင်းဟာပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေလို့ကိစ္စအသေးဖွဲ့လေးမှာတည်းသုံးချလို့ရတာမဟုတ်ပါဘူး။အဖွဲ့စည်းတစ်ခုလုံးရဲ့မဟာဗျူဟာအစီအစဉ်တွေနဲ့လုပ်ငန်းစဉ်တွေလို့အကြီးစားကိစ္စတွေမှာလည်းအလုပ်ဖြစ်ပါတယ်။ ဒီယူဆကို Apple ရဲ့ထုတ်ကုန်အသစ်ကြော်ညာတဲ့ဥပမာနဲ့ပုံဖော်ကြည့်လို့ရပါတယ် Apple ဖြစ်စီအသစ်ထုတ်တိုင်းမှာဖြစ်ပေါ်ခဲ့ကြတဲ့စိတ်လှုပ်ရှားမှုတွေအဖြစ်ပြက်တွေကိုစဉ်းစားကြည့်ပါအသစ်ချပြမဲ့ဖြစ်စီကဘာဖြစ်စီဖြစ်မလဲလို့လူတွေကအယူမှုထင်ကြီးပေးကြပါတယ် Apple ကအချိန်မရောက်ခင်အထိတက်နိုင်တော့ပြုတ်ဝက်ထားပါတယ်အဲ့နောက်ကြော်ညာမဲ့နေ့မှာမှကုန်ပစ္စည်းကိုထုတ်ဖော်ပြသပြီးအမြဲလိုလိုအချိန်တိုအတွင်းမှာပဲနောက်ချမှုပြုတ်လုပ်ပါတယ်ရလက်အနေနဲ့ကတော့သူ့ပြိုင်ဘက်တွေနောက်ောက်ကြကုန်တာပါ သူတို့တွေကဘလို့ပစ္စည်းထွက်လာမယ်ဆိုတော့မသိကြသလိုရလက်အရလည်းဘာလို့ရမှာမသိကြတော့ပါဘူး iPhone ထုတ်လို့ခြင်းကကစားပွဲကြီးတစ်ခုလုံးကိုပြောင်းလဲပစ်လိုက်တာပဲအပေကသူတို့ရွေးချယ်လိုက်တဲ့ဈေးကွက်စိတ်ပိုင်းတစ်ခုကိုတိုက်ခိုက်စရာတော့မလိုတော့ပါဘူးရလက်အရတော့ပြိုင်ဘက်တွေပြင်ဆင်မှုအချိန်မရကြတော့ပါဘူးတင်ကဒီယူဆပုံမှာတန်တရားဖြစ်တယ်ဆိုရင်တော့ library နဲ့ motorola company တွေရဲ့တန်ကြမှာကလေ့လာကြည့်လိုက်ပါခိုးဆောင်ခိုးကပြုတ်မှုခြင်း စစ်တိုက်ရှင်ဥပညာတွေကလက်ဆောင်မှုတွေထဲမှာနောက်ထပ်ကြော်ကြားတဲ့စကားစုတစ်ခုကတော့အင်အားသုံးရမယ့်အချိန်မှာအင်အားမရှိသလိုပြုမှုပါဆိုတဲ့စကားစုဖြစ်ပါတယ်။ဒီယူဆကဒီနေ့ခေတ်မှာပိုလို့တော့မှန်ကန်နေပါတယ်။လူတွေသူတို့ရဲ့အတွေ့အကြုံအစီအစဉ်တွေအားလုံးနဲ့ရည်ရွယ်ချက်တွေအားလုံးကိုလူမှုကွန်ရက်ပေါ်မှာထုတ်လွှင့်တဲ့ခေတ်မှာကျွန်တော်တို့နေထိုင်နေကြပါတယ်။အယောင်ဆောင်လိန်လဲမှုအင်အားရေးဖောက်ပြန်မှုဒါမှမဟုတ်လုပ်ငန်းဝယ်စည်းကမ်းဖောက်ပြန်မှုတို့လိုအဖြစ်အပျက်တွေ ပောက်ကြလူမိသွားကြတဲ့လူတွေမရင်မတွက်နိုင်အောင်ရှိနေပါပဲ။ဒါဟာလူတွေဘက်ကတတိကောင်ကမထားကြလို့ပါ။တင့်ဘက်ကသာလူမြင်ကွင်းနောက်ကွယ်မှာတိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်နေမယ်ဆိုရင်တင့်လိုမလုပ်သူတွေထက်အခွင့်အရေးအများကြီးပိုရနေမှာပါ။လူမြင်ကွင်းနောက်ကွယ်ကတိတ်တိတ်ဆိတ်ဆိတ်အလုပ်လုပ်နိုင်တဲ့အဓိကအလို့တစ်ခုကနိုင်ငံရေးလုပ်ငန်းဖြစ်ပါတယ်။ရွေးကောက်ဝယ်ရောအထွေထွေနိုင်ငံရေးကိုပါဆိုလိုပါတယ်။နိုင်ငံရေးသမားတွေကသူတို့ရဲ့အမြင်တွေချင်းပေါ်ကြောချမှုတွေနဲ့တက်တည်နားလည်မှုတွေကိုသူတို့ပြန်ပတ်ချက်အခွင့်အရေးပုံများတဲ့လိုပုံစံတွေနဲ့ မကြခဏပြင်းပြင်းထန်ထန်ထုတ်ဖို့ပြသတက်ကြပါရဲ့မကြခင်မှာပဲလူတိနေတဲ့စိန်ခေါ်သူတယောက်ပေါ်ထွက်လာပြီးတင်းကျိုးအနိုင်ယူသွားတာမျိုးဖြစ်တတ်ပါရဲ့နောက်မှပေါ်တဲ့ရွှေရပင်လိုလူရည်ရနေချင်းညချင်းဆိုလို စတဲ့အလုံးလုံးခဲ့ကြတာမဟုတ်ပါဘူးအချိန်တော်တော်ကြာကြာကလေးကဇွဲကောင်းကောင်းနဲ့တိတ်တိတ်ဆိတ်ဆိတ်အလုံးလုံးနေခဲ့ကြတာပါသူတို့မှာသူတို့ရဲ့ပြိုင်ဘက်ပြင်ဆင်ခွင့်ရသွားပြီးတံမြန်ထိုးစစ်ဆင်မှုတွေလုံလာနိုင်တဲ့ကိစ္စမျိုးတွေကိုလူတိရှင်ချမလို့ရဘူးဆိုတဲ့အသိရှိကြပါတယ်တိတ်တိတ်ဆိတ်ဆိတ်အလုံးလုံးနေုံနဲ့မလုံလောက်သေးပါဘူး တစ်ခါတည်းရမှာရှိနေတယ်လို့တော့မထင်ရဖို့အရေးကြီးပါတယ်ဒီလိုဖြစ်ဖို့ကိုလှည့်စားမှုအတတ်ပညာနဲ့လုပ်လို့ရပါတယ်ဥပမာကျွမ်းကျင်မှုကိုတန်ဖိုးထားတဲ့လုပ်ငန်းဝင်တစ်ခုမှာလူတော်တော်များများကဒီကျွမ်းကျင်မှုကိုရရှိအောင်စူးစမ်းနေကြပြီသူတို့ရဲ့အလုပ်ရာထူးတိုးတက်ဖို့မျှော်လင့်နေကြတယ်ဆိုကြပါစို့ဒီစုံတစ်ယောက်ကလည်းဒီကျွမ်းကျင်မှုရဖို့စူးစမ်းနေပါတယ်ဒါပေမဲ့သူကလျှို့ဝှက်ထားပါတယ် ူကဒီလိုလောက်တာကိုပြောဝတ်ထားရုံမကဒီကျွမ်းကျင်မှုအစ်စ်အကြောင်းပြောကြတိုင်းသူနဲ့မသက်ဆိုင်သလိုစိတ်မဝင်စားသလိုပြုမှုပါတယ်။ဒါကမဟာဗျူဟာမြောက်တဲ့အခွင့်အာမှုကိုရရှိဖို့အတွက်လူတစ်ယောက်ရဲ့ကြိုးစားအထောက်မှုကိုဖုံးကွယ်ဖို့ကြိုးစားတဲ့ဥပမာတစ်ခုပဲဖြစ်ပါတယ်။အခွာဝေးပေါ်အမြင်မှားမှုစစ်တိုက်ခြင်းအမှုပညာမှာရန်သူနဲ့နီးကပ်လာချိန်မှာသင်ကသူနဲ့အဝေးကြီးမှာရှိနေသေးတယ်လို့ရန်သူယုံကြည်လောင်ပြုလုပ်ပါလို့ဖော်ပြထားပါတယ်။ဒါကအားကောင်းတဲ့အယူဆဖြစ်ပြီး네ပေတော်တော်များများမှအသုံးပြုနိုင်ပါတယ်။ လူသားတွေဟာသူတို့ရဲ့လုံခြုံမှုနဲ့ပိုင်ဆိုင်မှုတို့အပေါ်ရုတ်တရက်ကြားရောက်လာမဲ့တည်တံ့မြင်တာတဲ့အနေအရတွေကိုတတိပြုမိလာဖို့တိုးတက်ပြောင်းလဲလာကြတာပါတည်တာထင်ရှားတဲ့အနေအရတခုကျွန်တော်တို့အနီးအနားကိုရောက်လာရင်ကျွန်တော်တို့ရဲ့ခုခံကောက်ွယ်မှုကမြင့်တက်လာပါတယ်တကယ်လို့အနေအရကအဝေးကြီးမှပဲရှိနေတယ်လို့ထင်ရကြင်မှာတော့ကျွန်တော်တို့ရဲ့စိုးရိမ်ပူပန်မှုကညှော့နေနေပါတယ်ဒါဘလို့လှုပ်လှုပ်တဲ့တီးဖို့အတွက်ခေတ်သစ်စစ်ပွဲတခုကိုလေ့လာကြည့်ရအောင် ခေတ်ပေါ်အခြေအနေနှစ်ခုဖြစ်တဲ့တောင်မြောက်ကိုရီးယားပဋိပက္ခနဲ့ဆက်လက်ဖြစ်ပေါ်နေစေဖြစ်တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုစဉ်းစားကြည့်ပါ။ကိုရီးယားမှာဆိုရင်ချင်းချောင်းမှုကတိတိမြင်သာပြီးနှီးကပ်တဲ့အနေအထားမှာရှိပါတယ်။နေဆက်စည်းမျဉ်းမှာစစ်တပ်တွေကိုနှစ်ဖက်လုံးကအင်အားအပြည့်နဲ့ချထားပြီးဖြစ်လာနိုင်တဲ့ပဋိပက္ခကိုတည်ရှိနေကြပါတယ်။နှစ်ဖက်လုံးကပြင်ဆင်ထားကြပြီးအသင့်အနေထားမှာပါ။ဒါကြောင့်မတိုးတာမဆုတ်တာအနေအထားမှာရှိနေပါတယ်။အခြားတစ်ဖက်မှာတော့အကြမ်းဖက်တိုက်ခိုက်မှုတွေကစောင့်ကြည့်မှုအောက်မှာပဲရှိနေပါတယ်။ တရားဝင်အဖွဲ့အစည်းပုံတံရဲလို့မရှိပါဘူးလူတွေအနေကင်းတယ်လို့ယူဆနေတော့မှာပဲရုတ်တရက်ဆိုသလိုဘုံထပောက်တာမျိုးဖြစ်ပါတယ်ဘယ်အချိန်မှာဖြစ်မယ်ဆိုတာမသိနိုင်တဲ့အတွက်ချင်းချောင်းမှုရဲ့အကွာအဝေးကို လုံလုံလောက်လောက်တက်ချက်မျောလင့်ထားလို့မရပါဘူးဒါဆိုအကွာဝေးနဲ့ပတ်သက်ပြီးဖိထွက်တန်ယူဖြစ်မှုတွေမှာပါပဲအသုံးပြုလို့ရတဲ့မဟာဗျူဟာမြောက်လှည့်ဆောင်မှုတွေကဘာတွေလဲဈေးွက်ထဲကိုစတင်ဝင်ရောက်ခြင်းဟာဈေးပွားရေးနယ်ပယ်မှာတော့အကွာဝေးပေါ်မှာအခွင့်အကောင်းယူလို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်။တင်ကဈေးွက်တစ်ခုတည်းဝင်ရောက်မယ် ဒါမှမဟုတ်နင်းမြေတစ်ခုတွေဝင်ရောက်တော့မယ်ဆိုရင်တူတူတိတ်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 ဆိတ်ဆိတ်ပြင်ဆင်မှုပြုလုပ်တာဟာအသုံးဝင်ပါလိမ့်မယ်။တင်ဈေးကွက်ကိုဝင်ရောက်ဖို့နှီးစက်နေပြီဆိုတာကိုတင်းရဲ့ပြိုင်ဘက်တွေမသိဘူးဆိုရင်သူတို့တင့်ပေါ်အာရုံစိုက်မိမှာမဟုတ်ပါဘူး။တင်းရဲ့စိတ်ဝင်စားမှုအခြေအနေကဒီဈေးကွက်ကသူတို့အတွက်စဉ်းစားဖို့ထိုက်တန်တဲ့ဈေးကွက်လို့ယူဆကြမှာမဟုတ်ပါဘူး။မက်ခီယာဘယ်လီပုံစံအာရုံအသိမြင်ဤဆွမ်ဘကမက်ခီယာဘယ်လီရဲ့မင်းသားဆောင်းမှာထက်တလဲလဲပါနေတဲ့အကြောင်းအရာတစ်ခုက ခေါင်းဆောင်တယောက်ဟာလူသူရဲ့အမြင်မှာပုံသဏ္ဍာန်တစ်မျိုးဖြစ်နေမယ်ဆိုရင်အရာအလုံးနီးပါးကိုလွတ်မြောက်ကျော်ဖြတ်နိုင်တယ်ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။ဒါကြောင့်အာယုံသိမြင်ခြင်းကို view တစ်ဆိုင်စီမံခန့်ခွဲပြီးမူလသဘောဝပုံစံအလုံးနီးပါးကိုဖိုးကွယ်ထားလို့ရပါတယ်။မက်ခီယာဗေလီရဲ့ခေတ္တကလိုပဲဒီအယူဆကဒီနေ့ခေတ်မှာလည်းမှန်ကန်နေသေးတယ်ဆိုတာကိုဥပမာတော်တော်များများကပြသနေပါတယ်။မရင်မတွက်နိုင်တဲ့စီးပွားရေးလုပ်ငန်းတွေဟာသူတို့ရဲ့ရည်ရွယ်ချက်တွေကိုပြုတ်ဝက်စွာအကောင့်ထဲပေါ်နေချိန်မှာပဲကျင့်ဝတ်ရှိတယ်။ ချီးကျူးခံထိုက်တဲ့ဆိုတဲ့ပုံစံဖြစ်ပေါ်စေဖို့အတွက်ဈေးကွက်မြင့်တင်ခြင်း view ဟာတွေကိုကျွမ်းကျင်စွာအသုံးချနေကြပါတယ်။နိုင်ငံရေးသမားတွေကဒီအယူဆရဲ့အဓိကကြတဲ့နောက်ထပ်ဥပမာတစ်ခုဖြစ်ပါတယ်။ရွေးကောက်ပွဲဝင်ပြိုင်နေသူတွေဒါမှမဟုတ်နာမည်ကျော်ကြားတဲ့နိုင်ငံရေးသမားတွေထဲမှာအကျင့်စာရိတ်တာကောင်းလေလူတိုင်းကိုမိသားစုလိုလူနည်းထွေထွေဆက်ဆံပါမယ်လို့ပြောပြီးမှအရွယ်မရောက်သူနဲ့လိမ်မှုအရှုပ်တော်ပုံတွေတခြားစာရိတ်တာပြက်ပြားတဲ့အပြုတ်မှုရှိသူတွေအဖြစ်ပေါ်ထွက်လာတာဘယ်နှယောက်တောင်ရှိပြီလဲ ချဲဝင်စားဖို့ကောင်းတာကတခါတည်းမှာလူတယောက်ရဲ့သေယုံမှပေါ်ပေါက်လာပြီးတာတော့လူတော်တော်များများကသူ့ဘက်ကနေအသေးအတန်ခုခံကောက်ွယ်ပေးနေကြတာပါ။ဘာကြောင့်လဲ။မေကွန်းထုတ်ခွင့်ရတဲ့လူပုဂ္ဂိုလ်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကသူတို့တခြားတယောက်လိုထင်မြင်လာစေဖို့လူတွေရဲ့အာယုံသိမြင်တွေကိုအသုံးပြုတဲ့နေရာမှာအရန်ကျွမ်းကျင်နေပြီးလူတွေရဲ့စိတ်ထဲမှာမှားယွင်းတဲ့ထင်မြင်ချက်တွေနက်နက်ရှန်ရှန်ထည့်သွင်းပေးထားနိုင်လို့ပါ။လူတွေဟာလှည့်စားခံလိုက်ရပြီဆိုတဲ့ခံစားချက်ကိုမုံတီးကြပါတယ်။ ဒါကြောင့်သူတို့မှရှိနေတဲ့ပုံရိပ်အမှားကြီးကိုပဲတတ်နိုင်သလောက်ဖတ်တွေ့နေကြတာပါ။ဂုံတိခတ်ကြကြတဲ့လုပ်ရက်တွေကျူးလွန်မိတဲ့အကြောင်းလူသိရှင်ကြဖြစ်ခဲ့ကြတဲ့မရေမတွက်နိုင်အောင်များပြတဲ့လူသိများကြော်ကြသူတွေကြောင့်စဉ်းစားကြည့်ပါ။ဒီလိုတွေဖြစ်လာတာတော့မှဆွဆွဲသူကနားလည်မှုလွဲမတာပါဆိုတဲ့စကားလုံးလေးနဲ့သူတို့ရဲ့ပြိတက်တွေကိုသိမ်းသွင်းနေနိုင်တော့မှအာယုံတိအမြင်တွေကအစွမ်းပကကြီးပါတယ်။တင့်တွက်အခွင့်အလမ်းဖြစ်အသုံးချပါကိုရဲ့တေယုံမှန်ကိုဖုံးခွေထားရတာဟာလက်ရှိခေတ်မှာတော့အရင်တုန်းကထပ်ပိုးပြီး ခက်ခဲလာပါပြီ။ဓာတ်ပုံအဟောင်းတွေ၊အီးမေးလ်အဟောင်းတွေပေါ်ထွက်လာပြီးအရှုပ်ထုတ်တွေပေါ်ထွက်လာတဲ့မရေမတွက်နိုင်တဲ့ကိုယ်မာတွေကိုစဉ်းစားကြည့်ပါ။ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်ဖို့အချက်လက်အဟောင်းတွေကိုတော့ထိုးပေါက်ဝင်ရောက်ယူပြီးလူတို့ကိုချပြတာတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်တင်ဖုံးွယ်ထားဖို့ဆန္ဒရှိတဲ့အရာမှန်သမျှကိုအဆုံးစွန်သောလျှို့ဝှက်မှုနဲ့ထိန်းသိမ်းနိုင်ဖို့အရေးကြီးပါတယ်။တင့်ပြန်ချောက်လန့်လာနိုင်တဲ့အီးမေးလ်စာတို့လူမှုကွန်ရက်တွေနဲ့ဝေဝေးနေပါ။တင့်ရဲ့အစီအစဉ်အစစ်မှန်ကိုလျှို့ဝှက်အကောင့်ထဲပို့ပြီး လူသိရှင်ကြားဖြစ်စေနိုင်တဲ့အခွင့်အလမ်းမှန်သမျှနဲ့ဝေးနေထိုင်ပါကိစ္စတစ်ခုကိုလျှို့ဝှက်လုပ်ကိုင်နေတဲ့အချိန်လူရုရဲ့အမြင်မှာလက်ခံနိုင်တဲ့တခြားအရာတစ်ခုလုပ်နေကြတဲ့လုံစာခြံထားဖို့အရေးကြီးပါတယ်